မတို့ရေငလင်ကတော့လှုပ်သွားတယ်တော့ရန်ကုန်မှာကျမတို့ကခလေးနဲ့ပစ္စည်းတွေထည့်နေလို့ရှိသေးလက်အောင်လက်နဲ့ဟိုဟာလေး၁၇နာရီဟိုဟာ၉မိနစ်၈မိနစ်တော့ဖြစ်မယ်လှုပ်တာလေကျမတို့နေတဲ့ဆိုင်ဆိုရင်လုံးဝတင်း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 နေလေရှိသမျှထုတ်လေဆိုအကုန်လုံးတုံပြီးတော့အဲ့လိုမျိုးဖြစ်တာလေအကုန်လုံးကိုပြောတယ်နော်သတိလေးတော့ထားစီခြင်းနဲ့ရှင့်ဟိုဟာငလင်ကနောက်ဆက်တွဲလှုပ်လားမလှုပ်လားတော့မသေးချဘူးပေါ့နော်အရာအလုံးကတော့သတိကပ်ပြီးသတိထားတာတော့အဆင်ပြေလိမ့်မယ်ခလေးတငယ်တွေရှိတယ်ဆိုလို့ရှင်လေလေဘာလို့ဆိုငလင်ကအရင်တော့ဆိုမန်းလေးတွေဘာတွေဘက်ပဲနည်းနည်းလေးဟိုလှုပ်ကြတာပေါ့နော်အခုကရန်ကုန်ပါလေး ဲ့လိုတိတိတတ်တာကြီးလှုပ်လာတာဆိုတော့လေကျမတို့ရန်ကုန်ကအဟိုအထက်မြင့်နေပိုင်းနေလူတွေဆိုတော့တတိထားစီခြင်းနဲ့ဒါဟိုပါပေါ့နော်လှုပ်မှမလှုပ်ဘူးကျမအကျိုးတင်ခံမှန်းတာမဟုတ်ဘူးနော်ဟိုအကောင်လုံးခလေးတငယ်ရှိရလူတွေပါတယ်ဆိုလို့ရှင်တတိလေးနဲ့ထားပြီးတတိလေးနဲ့အိတ်စီခြင်းတာပေါ့နော်အဲ့ဒါလေးပြောပြတာပေါ့နော်ကျမဆိုဟိုရင်းနေတုံးနေရတော့ဘာလို့ပြီးခဲ့တဲ့ရက်ကလည်းအဲ့ငလင်လှုပ်တဲ့ဟာယူဖက်ပြီးတညာလုံးမအိတ်ရတော့လေအဲ့လိုဖြစ်နေလို့အာဒီညတော့တတိလေးထားပြီးအိတ်ကြပါလို့နော်မမတို့အဲ့ဒါလေးတတိထားစီခြင်းလို့ပြောပြတာပါ ရန်ကုန်လည်းအခုလှုပ်လာပြီဆိုတော့လေအရင်တော့ကတော့တခြားမြို့တွေပဲနည်းနည်းသိတာတော့အခုကရန်ကုန်မှာပါလာတော့လေနည်းနည်းလေးသတိထားထားစီခြင်းလို့ပါနော် ရင်လှုပ်လို့တဲ့ညာ7နိုင်ဝင်ကျင်လောက်ပေါ့နော်အဲလှုပ်တာကတော့ဘယ်လောက်မှမရှိပါဘူးဒါပေမဲ့တော့ညာလဲဒီပေါ့နော်ကျွန်တော်တို့ဒီရန်ကုန်မှာလှုပ်တာဖြစ်တဲ့အတွက်ကိုလူနေထူတတ်တဲ့နေရာတိုက်အမြင်ကြီးရှိတဲ့နေရာကမိသားစုတွေကတော့နည်းနည်းလေးဂယုဆိုင်တတိထားပြီးတော့ဒီညတော့ဟိုသတိဝိရိယလေးနဲ့နေစေချင်တာပေါ့ဘာလို့လဲဆိုတော့ဟိုဟိုပြောမရဘူးလေပြောမရဘူးဟိုဒီလိုကရန်ကုန်မှာတော့ဒီလောက်ကြီးတော့မလှုပ်ဘူးမလှုပ်ဘူးဆိုပေမဲ့ အဲအခုလောက်တာနည်းနည်းပြည့်ဆောင်လိုက်တဲ့ဟာလေးကနည်းနည်းလေးတော့ကျန်းတယ်လို့ထင်ရတယ်ဗျအဲတော့အခုလက်ရှိမှာတော့လမ်းဒီမှာပဲလူတွေကထွက်နေတာတော့တွေ့တယ်အဲအဓိကပြောချင်တာကသတိဝိရိယနဲ့ဟိုငြိမ်သွားပြီမဲ့တော့ညာလေသတိဝိရိယလေးနဲ့အိပ်ဖို့ပေါ့နော်ဒီအထက်မြင့်အဆောက်အဦးမှာနေတဲ့မိသားစုတွေကပို့ပြီးတော့ရန်ကုန်တွင်တိတိတတငလင်းလှုပ်ခတ်သဖြင့်ပြည်သူများအထက်မြင့်တိုက်တာများမှလမ်းမပေါ်သို့ပြေးစင်းရဒလာမျိုးကိုဗဟုပြု၍၃တသမ၉အဆင့်ရှိ နလင်းနှုတ်ခတ်ရန်ကုန်မြို့တွင်တွင်ယနေ့ည7:00နာရီ8မိနစ်အချိန်တိတိတသားနလင်းနှုတ်ခတ်သဖြင့်ပြည်သူများအထက်မြင့်တိုက်တာများမှလမ်းမပေါ်သို့ပြေးဆင်းရကြောင်းရန်ကုန်မြို့မှပြည်သူများကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်ယနေ့ညပိုင်းစမ်းချောင်းမြို့နယ်၊ဘင်းစိန်မြို့နယ်၊လှဲရဲမြို့နယ်၊လာတာမြို့နယ်အပါအဝင်ရန်ကုန်မြို့မြို့နယ်အများစုတွင်ငလင်းနှုတ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်းငလင်းနှုတ်ခတ်မှုမှာအနည်းငယ်ပြင်းထန်သဖြင့် ပြည်သူများအထိတ်တလန့်ဖြင့်အထက်မြင့်တိုက်တာများပေါ်မှပြေးဆင်းရကြောင်းသိရှိရသည်။လုံးဆိုတဲ့အတန်ကြီးနဲ့တစ်ချက်ပြီးတော့မှအထက်အောက်ကိုခါရမ်းသလိုငလင်လှုပ်တာအကုန်ပြေးဆင်းရတဲ့စမ်းကြောင်းမှာတော့တိုက်တိုင်းလိုလိုကပြေးဆင်းလာကြတာဟုစမ်းကြောင်းမြို့နယ်မင်းလန်းတွင်နေထိုင်သူပြည်သူတို့ကပြောဆိုသည်အမျိုးသားညီညွတ်ရေးအစိုးရ၏ထုတ်ပြန်ချက်အရာ ငါလင်းတော်တော်လောက်ပါအောက်တိုဘာလ18ရက်နေ့မြမစံတော်ချိန်ည7:00နာရီသူည9မိနစ်အချိန်ခန့်တွင်ရန်ကုန်တိုင်းဒလားမြို့နယ်အတွင်းမြေအောက်အနက်9ကီလိုမီတာကိုဗဟိုပြု၍ Richter scale 3.9အဆင့်ရှိအင်အားအနည်းငယ်ရှိသည့်မြင်းကလေးတစ်ခုလှုပ်ခတ်သွားကြောင်းသိရှိရသည်ယခုနှစ်မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့သောပြင်းအား9 ခုနှစ်အဆင့်ရှိစကိုင်းငလင်ကြီးလှုပ်ခတ်မှုကြောင့်ပြည်သူ၄000ကျော်တည်ဆုံးခဲ့ပြီးနောက်ရန်ကုန်ပါဝင်မြို့နယ်ပြည်သူများမှာငလင်အနေရကိုအကြီးအကျယ်ဆွေးနွေးနေကြခြင်းဖြစ်ပြီးဒီရန်ကုန်မှာနှောက်တာကြတော့ဒီရဲကိုခေါ်အောင်ဖြစ်ခလင်လုပ်တယ်ဆက်တော့မှာဟိုဆက်တော့နိုင်ဆက်လည်းပါပြီဆက်လည်းမပြီ ရင်ကုန်လမ်းမတော်မှာပေါ့နော်အခုပဲငလင်လှုပ်သွားတယ်ရှင်တို့တွေရောအဆင်ပြေကြလားအဲ့ဘက်ဒီမှာလှုပ်ကြသေးလားဒီမှာတော့တော်တော်ကိုလှုပ်သွားတာအပေါ်ရက်ကလူတွေရောအကူဆင်းမှုအတွက်ပြောနေကြပြီပေါ့နော်အဲ့ဘက်ဒီရောโอเคကြလည်းတစ်ခါလုံးတော့တော့တော့ကြင်ကောင်းပါတော့အဲ့လားလူကိုအယုံကြောင်းမှာထွက်လာတယ် ေးလို့အကုန်လုံးတော့အပြင်ရောက်ကုန်ပြီ။ဟုတ်တော့မလဲ။အောင်ပြလာတာရှင်မပါလို့ရေးဘူးရော။